ရုတ်နိုင်ငံကမြမ Expo ဇန်ကိုပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေပုံမဝယ်ယူနိုင်ဖို့ရန်ကုန်မှာတရုတ်အရေးအသွေးစစ်ဆေးရေးရုံးခွဲ CCIC ကိုလာရောက်ဖွင့်လှစ်လိုက်ပါတယ်ဒီသတင်းကိုတော့ဦးတိုက်စင်ပေးပို့ထားပါတယ်ရှင်တရုတ်ဆိုကသူ့နိုင်ငံရဲ့ပြည်တွင်းစက်မှုကုန်ကျန်းလိုအပ်ချက်အတွက်နှစ်စဉ်စံတန်ချိန်၅တန်းကိုပြည်ပနိုင်ငံတွေကတဆင့်တင်သွင်းနေရတာပါဒီအတွက်တရုတ်ဆိုကမြန်မာ Expo ဆန်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကပုံမဝယ်ယူလိုတာကြောင့် China Certification and Inspection Group CCIC ရုံးဝန်ကိုရန်ကုန်မြို့ကမြန်မာလေယာစီးပွားအများပိုင်ကော်ပိုရေးရှင်းရုံးမှလာရောက်ဖွင့်လှစ်ထားရှိတဲ့ကြောင်းမြန်မာနိုင်ငံစံတပါအတင်းကျပ်တွဲဘက်တွင်းမှုကပြောပါတယ်။အဲ့တော့လေဒီတရုတ်နိုင်ငံကိုတင်ပို့မယ်ဆိုရင်ဟုတ်ဒီဆိုပြော inspection ပေါ့နော်။ဟို make to SGR မဟုတ်ပါဘူး။ CCIC ပေါ့။သူတို့ဒီ inquiry ဟိုညှိထဏနာနေပြီးတော့ဒီ inspection ပေးထားတဲ့ CCIC ရဲ့ထောက်ခံချက် ရှိမှသာလေသူတို့နိုင်ငံကိုတည်ဝင်တည်ပို့လို့ရမယ်ဆိုတဲ့အခါမှာ CCI ကြီးကနေပြီးတော့တို့နိုင်ငံကိုလာပြီးတော့ဒီဒီ inspection နဲ့ပတ်သက်တဲ့ရေးသွင်းဟိုတက်မှတ်ချက်တွေပေါ့တို့နိုင်ငံရဲ့ standard ကိုလိုက်တိုက်လာပြီးတော့တည်ပို့နိုင်မှုအတွက်ကိုတို့လည်းလာရောက်ကြည့်တယ်ဆိုတဲ့အခါမှာတို့နိုင်ငံကနေပြီးတော့တရုတ်နိုင်ငံရဲ့ CCI ကြီးကနေတို့နိုင်ငံမှာရုံွယ်လာဖွင့်ပြီးတော့ဆက်လက်ဆောင်ရွက်ဖို့ညီနေဆောင်ရွက်တာတို့တို့ဒီကတော်တော်လေးကိုညီနေဆောင်ရွက်ပြီးပါပြီခင်ဗျလက်ရှိမှာဆိုရင်လည်းတရုတ်မြန်မာနယ်စပ်ဖြစ်တဲ့မူဆက်နယ်စပ်ကုမ္ပဏီကြီးကတဆင့်တရုတ်ယူနန်ဒေတာကြီးစီကို ြန်မာ export sale ကနေစဉ်စီးဆင်းမှုရှိနေတယ်ဆိုပေမဲ့နောက်ပိုင်းကာလတွေမှာတော့ပုံမှန်ကုန်သွယ်မှုကများလာဖို့ရှိတာကြောင့်အခုလိုဂျုံခွဲဖွင့်လင်းလိုက်တာပါဝယ်စတဲ့ခါမှာကျွန်တော်စီးပေါ်လည်းဝယ်ခြင်းတယ်ပေါ်လာလည်းဝယ်ခြင်းပါအခုဒီဝယ်တဲ့ပေါ်လာနေဝယ်ရဥစားတော့သူတို့ကိုတာမဟုတ်ပဲလေဝယ်နေရပေါ့နော်ကျွန်တော်ချိုးစကုန်နေရတယ်နေနေလေးဟိုကန်တဲ့ချိန်အခါကျတော့ဟိုလက်ရှိကျွန်တော်ဘက်ကတော့တကယ် export ပို့နေပါတယ်ဒါပေမဲ့တစ်ဖက်နိုင်ငံဝယ်ယူမှုကကျွန်တော်တို့ဟို နည်းနည်းရှင်းပြခဲ့တဲ့ကိုယ်သမှုလည်းကြောင်းဝင်နေအခါမှာတို့တရားဝင်ဖြစ်နိုင်လို့တို့တို့ကြည်သူကြီးရောတို့တို့ရဲ့မူကိုယ်သိမှုဝါဒရတရားဝင်ကိုတို့တို့ပို့ချင်ပါလက်ရှိကာလမှာပြပောက်ကိုစံတန်းချင်းတက်တန်းတော်တင်ပို့ထားပြီးတဲ့နဲ့80ရာခိုင်နှုန်းကျော်ကဒီဥစည်းကွက်ကိုနယ်ဆက်ကတဆင်တင်ပို့ထားတာပါဒါကလည်းကမ္ဘာစည်းကွက်မှာနိုင်ငံကစံစင်းလုံးတွေကကြာဆင်းမှုရှိနေလို့ပုံမှန်လမ်းကြောင်းထက်စာရင်နယ်ဆက်လမ်းကြောင်းကပြည်ရင်းကုန်တဲ့တွေအတွက်တွက်ချေပို့ကိုက်လို့တင်ပို့မှုရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုင်စင်တရင်ပေးပို့ထားတာပါ